င်္ဂလာပါရှင်လူငယ်တွေအတွက်ပညာရေးနဲ့ဆိုင်တဲ့ဗဟုသုတတွေပညာရေးခွင့်လန်းတွေအကြောင်းကိုမျှဝေတင်ဆက်ပေးနေတဲ့ DBBS Smarter Season လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ရဲ့ Smarter Season လေးမှာဆိုရင်တော့ California ပြည်နယ် Skyline College မှာပညာသင်ကြားနေတဲ့ Harry နဲ့တွေ့ဆုံမေးမြန်းပေးသွားမှာပါမင်္ဂလာပါ Harry ရေမင်္ဂလာပါအဲကျွန်တော်က Harry ဖြစ်ပါတယ်အခုလက်ရှိကတော့ America မှာရှိတဲ့ Community College မှာတောက်တက်နေကိုက အာနီးစပ်ဆုံးပြောရမယ်ဆိုရင်ပေါ့ဒီ San Francisco နားမှာရှိတဲ့ San Bruno မြို့မှာရှိတဲ့ဒီ Skyline College မှာတက်နေရဲ့အာလက်ရှိ major ကတော့ဆုံးတော့မဆုံးဖြစ်ရသေးဘူးဒါပေမဲ့လက်ရှိ major အနေနဲ့ Business Administration ယူထားတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီဒီ associate မပြီးမချင်းပေါ့နော် requirement တွေတက်လို့ရအောင်ဆိုတော့ major ပြောင်းလဲရပြီးအောင်ဆိုတော့ဘယ်လိုတော့မသေးကြသေးဘူး။ဒီ bachelor degree တက်တာလည်းကျွန်တော်တို့ transfer ထပ်လုပ်အောင်မှာဆိုတော့ဒီ major တော့မဆုံးဖြတ်ထားသေးဘူး business ကိုယူထားပါတယ်။အာ ုံစံဒီ college ယူရတဲ့အကြောင်းရင်းကဒီ university တန်းသွားမယ်ဆိုရင်ဒီ budget ကအရင်သွားမှာဆိုတော့ဒီမှာအာဒီ college တက်ပြီးတော့ဒီဟာ university တက်မဲ့ပတ်သက်ကုန်မဲ့ဟာကိုနည်းနည်းလေးတက်တာအောင်လို့ဒီဘက်မှာအရင်ဆုံးလာပြီးတော့တက်ပါတက်တာဖြစ်ပါတယ်ခုအဲပုံမှန်တန်းသွားမှာလည်းဆိုင်ဒီမှာ requirement တွေလာဖြည့်ပြီးတက်တာက main data တွေ bachelor ရဖို့အတွက်ကိုပို့ပြီးတော့ save ဖြစ်လို့ဒီကိုယူလိုက်တာပါဒီအကြောင်းကိုယူတာကတော့ အာကျွန်တော်တငယ်ချင်းကြောက်ကရှောက်ထားလို့ပေါ့နော်ကျွန်တော်အာပြီးတော့ဒီအကြောင်းကဒီ i20 တွေပါလေကြားတာပုံမြန်လို့ဒီအကြောင်းကိုယူလိုက်တဲ့တဘောပါဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်အခုဒီကိုရောက်တာဘယ်လောက်ကြာပြီလဲပြီးသွားလို့ရှိရင်ဒီအကြောင်းတက်ဖို့အတွက်ကောအခုဒီ Skyline College တက်တက်ဖို့အတွက်ကိုဘာတွေပြင်ဆင်ခဲ့ရတယ်အချိန်တွေဘယ်လောက်ယူခဲ့ရတယ်အခု document တွေပေါ့နော်ပြီးသွားလို့ရှိရင်ဒီအကြောင်းက requirements တွေပေါ့ဘာတွေလိုအပ်ခဲ့တာလဲဒါလေးပြောပြပေးပါဦးရှင့် ရောက်တာတော့ကျွန်တော်ခဏက2024ဟော2024တနစ်ရှိပြီဗောနော်တနစ်တနစ်လောက်ရှိပြီဒီရောက်တာတောင်းတက်ဖို့အတွက်ဘာပြင်ဆင်ခဲ့ရလဲဆိုတော့ကျွန်တော်ကဒီကိုမလာခင်ပါကျွန်တော် recruitment တွေကပြင်ထားပြီးသားဗျာဒီဘက်ကိုလာဖို့မဟုတ်ဘဲနဲ့ကျွန်တော်ကဒီမတိုက်ခင်အိုင်းမှာတောင်းတက်လိုက်သေးတယ်အဲ့တော့ recruitment ကအကုန်လုံးကဒီအစင်းသင်းရှိနေပြီးသားဗောလက်ထဲမှာအဲ့တော့ဟိုမှာတောင်းတက်နေနေအဲ့လိုမျိုးအစင်မတရားလေးရှိလို့ဒီဘက်ကို အာကူဖို့လုပ်ရင်းနဲ့ဆိုတော့အရင်တော့အများကြီးပြင်ဆင်ရင်တော့ ပြင်ဆင်စရာတော့မလိုခဲ့ဘူးပေါ့သူပြင်ထားသလိုဖြစ်သွားတော့လိုတာကတော့ဒီဘက်မှာတော့ခွင့်ရမယ့်အနေနဲ့ဆိုရင်အာအကြောင်းဝင်ဖို့အတွက်ဒီ GD လိုမယ် GD မဟုတ်လဲ10အောင်ဆိုရင်ရတယ်ဗျာ10ဆိုရင်ရမယ်ပြီးရင် IELTS ဒါမှမဟုတ် TOEFL မဟုတ်ရင် Duolingo ကိုဖြည့်လို့ရမယ်ဒီလိုတခုတော့ကွာပါ Duolingo ဖြည့်ပြီးလာတဲ့လူတွေအတွက်ဒီ English အတန်းကတံပြိုးဖြစ်မယ် IELTS နဲ့ Live တွေအတွက် English တန်းကတံပြိုးဖြစ်မယ် ဒါပေမဲ့ဒီဘက်မှာ assessment ပြင်ပြလို့ရတယ်ဆိုပေမဲ့ IELTS ရနေလိုက်တွေကပို့ပြီးတော့ဒီမြင့်တဲ့အတန်းကိုရတယ်ပေါ့ English တန်းနေဒီဘက်ကဒီ ESL လို့ခေါ်တဲ့အတန်းနေထက်ယူကြမှာလို့တော့အဲ့လိုမျိုးရှိမယ်ဆိုတော့ကဒါပေမဲ့ assessment ပြလိုက်တယ်ဆိုရင်တော့ဒီဟိုပါပေါ့ဟိုစာပို့မြင့်တဲ့အတန်းနေရရကောင်းရနိုင်တယ်ပေါ့ဒီ IELTS ရနေလိုက်ပြီးတော့တန်းရတယ်လို့အဲ့လိုပြောချင်တာအဲ့တော့ requirement ကြီးဆိုတော့စာရင်းအောင်လည်းရတယ်ဂျီဒီလည်းရတယ်ပြင်ဆင်စရာလိုတာကတော့အာ ဒီဘက်မှာအကြောင်းဝင်တို့အတွက်ဒီ visa ရှာဖို့အတွက်ဒီ bank statement ကြီးပြင်ရမယ်ပြီးရင်ဒီဒီ notary ဆယ်ရန် online mat တွေဒီ bank certificate တွေ notary ပြန်ကြမယ်ပြီးရင်ဒီ visa ဝင်ဖို့အတွက်ဒီပြင်ဆင်ရမယ်ပေါ့ကြိုတိပြင်ဆင်ရမယ်ဘာတွေမေးနိုင်လဲဆိုတာကိုဒီကျွန်တော်တို့ဒီ online ပေါ်မှာရှိတဲ့ဒီ well sharing လုပ်တဲ့လူတွေရှိရပဲဖြစ်ဖြစ်ကိုယ်တိုင်ရပဲဖြစ်ဖြစ်မေးနိုင်တဲ့မေးခွန်းတွေကိုကြိုတိပြင်ဆင်ရမယ်ဥပမာလိုက်အာ ီပွဲရပြီးဘာလုပ်ရမလဲတို့ဘာဘာလုပ်ဖို့ plan ရှိလဲဘာညာအဲ့လိုစားရမေးခွန်းနေကိုတို့နေပြင်ဆင်ရမယ်ပေါ့နော်ဥမာဒီတငယ်ချင်းတွေအဖြစ်ဖြစ်ကိုယ့်ရဲ့ဘယ်လိုအတီဘလူးပဲဖြစ်ပေါ့အဲ့လိုမျိုးမေးပြီးတော့ကျွန်တော်ပြင်ဆင်ခဲ့တယ်အဲအဲ့ကနေပဲဒီဗီဇာဖြေနေအောင်သွားခဲ့ပေါ့ဒီအများကြီးတော့ pressure ထားပြီးတော့မလုပ်ဘဲနေတိုင်းပေါ့ပပပဲကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ဟာကိုယ်တကယ်လုံးမဲ့ဟာအမှန်တမ်းပြောရင်ရပြီအဲဒါဆိုရင်တော့ဗီဇာကိစ္စတော့အဆင်ပြေမယ်ထင်ပါတယ်ဗျ ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်အမတို့ကြောင်းကြောင်းလေးကိုသေးစိတ်လေးမေးကြည့်မယ်ပေါ့နော်ကြောင်းကအခုနကပြောသလိုပဲအာဒီ college ဖြစ်တယ်ပေါ့နော် skyline college ဖြစ်တယ်အဲနောက်တစ်ခုကဒီကျောင်းမှာရောဘာအသက်အရွယ်ကန့်သက်ချက်တွေရှိလားအဲကျောင်းမှာဒီကျောင်းလျှောက်မယ်ဆိုလို့ရှိရင် ဘလို့ကနေစပြီးရှောက်ရမယ်အသက်ရွယ်ကန့်သက်ချက်ပြီးွားလို့ရှိရင်ပညာရေးကန့်သက်ချက်ပေါ့နော်ခုနကတော့ပြောသွားရတော့ပါတယ်ဒါမဲ့အခုဒီ skyline အကြောင်းရဲ့ဒီအကြောင်းရဲ့အကြောင်းလေးအသေးစိတ်ရဲ့ပြီးွားရင်ဒီမှာဘာမေဂျာတွေရှိသေးတယ်ဘလူးလူတွေဆိုရင်တော့ပြင်ဖဲမေဂျာကိုရွေးတင်တယ်ဆိုတာလေး Harry အနေနဲ့အကြံပေးပေးပါအောင်ဟုတ်အာကြောင်းအနေနဲ့အသက်ကန့်သက်ချက်ကကျွန်တော်အာကျွန်တော်မေးရောမေးပါဒါမဲ့မှတ်မိတဲ့လောက်ကတော့ပေါ့နော်16နှစ် test ဆိုရင်ရပြီဥမာဒီဘက်ကကျွန်တော်တို့ မြန်မာနိုင်ငံကနေဒီဘက်ဘွဲရပြီးသားဖြစ်ဖြစ်ဒီ master ပဲပြီးသားပြီးသားပေါ့နော်ဒီဘက်ကနေပြန်ဆောက်လို့ရတယ်အစကနေပြန်ဆောက်လို့ရတယ် community college ကနေပြန်ဆက်တက်လို့ရတယ်ပေါ့နော်အသက်က16ကနေဆက်ပြီးတော့ကန့်တက်ထားတာမရှိဘူးထင်တယ်ဗျ16 16ကတော့ minimum ဖြစ်ကြမယ်ဗျာကြီးရတော့ရတယ်ဘယ်လိုဘာလို့ကြီးကြီးရလဲဒီမှာလာတက်လို့ရမယ်ပြီးတော့ meter ကရှိရအများကြီးရှိမယ်ဗျအဲ့လိုမျိုးအာဒီ stand meter ဖြစ်ဒီ sign နဲ့ပတ်သက်တဲ့ meter တွေ engineering meter တွေအများကြီးရှိတယ် ဒီမှာ popular ဖြစ်တဲ့ဟာတွေက popular ဖြစ်တဲ့ဟာတော့ stand meter ပေါ့ဒီ science တို့ technology engineering အဲ့လိုမျိုးဟာတွေက popular ဖြစ်တော့ဒီမှာလာတတ်ကြတယ်ပြီးရင်ကျွန်တော်တို့ဒီဘက်ကျောင်းမှာ college ဆိုပေမဲ့ဒီဘက်ကဘယ်မျိုး program တွေလဲဒီကျောင်းမှာလုပ်လို့ရတဲ့ activity တွေ program အများကြီးရှိရယ်ဆိုတော့ internship နဲ့ပတ်သက်တဲ့ဟာတွေလည်းရှိရယ်အဲ့တော့ဒီ associate မပြီးခင်မှာပဲ internship တွေပါလေသွားလို့ရတယ်ဒီ internship program ကအဲ့လိုမျိုးအာအများကြီးအရေးပါတယ်ဗောနော်ကျွန်တော် resume ရဲ့ခါဖြစ်ဖြစ်ကြီး bachelor မပြီးခင်မှာ internship စဉ်းစားရဆိုရင်အဲ့ဒါကကိုယ့်အတွက်အများကြီးအောက်ကူဖြစ်တာဆိုတော့ဒီဘက်ဒီဘက်မှာအဲ့လိုမျိုးအားတွေကိုပေါ့နော်ဟို provide လုပ်ပေးတဲ့ဒီ club တွေအာရှိတယ်ဒီ professor တွေရတယ်အရင်ဟိုပူပေးရဲ့အဲ့လိုမျိုးကျောင်းမှာအဲ့လိုမျိုးကျောင်းမှာလည်းကြာကျွန်တော်တို့အတန်းထဲမှာဆိုဒီသင်္ချာတန်းလေးမှာဆိုရင်သင်္ချာတန်းအင်္ဂလိပ်စာတန်းလေးမှာတစ်ချက်အတန်းပေါင်းတော်တော်များများမှာလို့ tutor ဆိုပြီးရှိတယ်ကြာကျောင်းသားတွေကပြန်ပြီးတော့ tutor လုပ်တာအဲ့အတန်းကိုပြီးသွားတဲ့ကျောင်းသားတွေကပြန်ပြီး tutor လုပ်ပေးတာပေါ့ အဲ့လိုမျိုးဟာရဲ့အတွက်လည်းကျောင်းလာရဲ့အတွက်လည်းပေါ့အကျောင်းမှာ on campus အဲ့လိုမျိုးအလုပ်ရှိတယ်ပေါ့ကိုကစာကိုအဲကိုကအဲ့ပါပါတာကိုပိုင်နေဆိုရင် professor ရာကို offer offer လာလုပ်တယ်ဗျာဒီနောက်ဆက်မဲ့ subject မင်းဒီအတန်းတော့ကိုမင်းအာဟို tutor လုပ်ချင်လားအဲ့လိုမျိုးဒါမီးအဲ့တော့ဟိုဒီမှာ community college ဆိုပေမဲ့ကိုတို့အတွက်တော့အခွင့်အရေးတွေအများကြီးရှိတယ်လို့ပြောလို့ရပါတယ် โอเคအဲ့ဒါဆိုရင်ခုနကပြောသွားတဲ့အတိုင်းပေါ့နော်ဟယ်ရီအနေနဲ့ဒီ University မဟုတ်ဘဲနဲ့ College ကိုရွေးချယ်ခဲ့တယ်ဆိုတော့ဒီ University နဲ့ College နဲ့ဂျားရဲရကွာခြားချက်ပေါ့နော်ပြီးွားရင်နောက်တစ်ခုဟယ်ရီဒီ College ကိုရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းရယ်ပြီးရင်နောက်ထပ်တခြားလူတွေရောဒီ College ကိုရွေးချယ်ဖြစ်မယ်ဆိုရင်အဲနောက်ထပ်ဘလို့အကျိုးဆက်တွေရှိမယ်အကြောင်းပြီးသွားရင်ရောကို့အတွက်ဘာတွေလုပ်လို့ဆက်လုပ်လို့ရမလဲဆိုတာလေးဟယ်ရီအကြံပေးပေးပါဦး college ကိုရွေးချယ်ရတဲ့အကြောင်းကတော့အဓိကပထမဆုံးနေရာလို့ budget ပေါ့တို့နည်းနည်းလေးတက်တောင်လို့ရွေးရ ဒီကနေပြီးသွားရင်တော့ဟို bachelor မရဘူးဆိုရင်တော့ associate degree ရမယ်အဲ့တော့ associate degree နဲ့လည်းဟိုလုပ်လို့ရတဲ့အလုပ်တွေရှိနေရဆိုတော့ကိုယ်အတွက်မကောင်းတာတော့မရှိဘူးပေါ့နော်အဲ့တော့ university နဲ့ကွာခြားတာဒါကွာခြားမယ်ဆိုရင်အဲကျွန်တော် university မရောက်သေးတော့တခြားတော့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ဒီတလောက်တော့ university ရဲ့ asset ဒီဝင်ခွင့်ကတချို့တောင်းတဲ့ဝင်ခွင့်ကသင်တော့မလွယ်ဘူးအဲစောင့်ရရှိရပြီးတော့ support လုပ်ရတယ် ဒီအာပေါ့ဒီ college လောက်အရင် comfortable မဖြစ်ဘူးသူရှင်ဈေးတွေကပိုကြီးတယ်ပြီးတော့ဆက်စားရပါဗျာပြီးတော့ university ရှိတဲ့မျိုးတွေတော်တော်များများမှနေဈေးစားဈေးမြင့်နေအဲအဓိကအဲ့လိုမျိုးဟာကြီးကြောက်လို့ဒီဥမာ on campus stories တို့လည်းအရင်ဟိုပြောပြောရမယ်ကြားဖို့အတွက်ကိုခက်တယ်ပေါ့ community ရန်ဖြစ်တယ်ဆိုတော့အာ college မှာအရင်ဆုံးဟိုပြင်ဆင်ပြီးကြမှာပေါ့ကျွန်တော်တို့ဘာလို့ဆိုတော့ကျွန်တော်တို့ education background ကမတူဘူးဗျာဟို တော်တို့မြန်မာနိုင်ငံနဲ့ဒီ US ဆိုအများကြီးတော့ပါတယ်ဘာမှမဆိုင်အဲ့တော့ကျွန်တော်တို့အတွက်ဟို college ကိုလာတာကအကောင်းဆုံးပြင်ဆင်မှုဖြစ်လိမ့်မယ်လို့ထင်တယ်ဒီကနေမှ experience ယူပြီးတော့ဟို university transfer အကောင်းဆုံးပေါ့ငွေတွေကတခြားပညာရေးမြန်မာနိုင်ငံပညာရေးမဟုတ်ဘဲနေပေါ့နော်ဥမာဟိုမြန်မာလူမျိုးကမှတခြားနိုင်ငံရဲ့ပညာရေးရထားရဆိုရင်တော့ university တန်းသွားတာပြဿနာတော့မရှိဘူးအဲမြန်မာနိုင်ငံရဲ့ပညာရေးကနေလာမယ်ဆိုတော့နည်းနည်းပြဿနာရှိတယ်အဲ့တော့ ဟိုစာရန်လောက်တဲ့လူဆိုရင်တော့သွားတာကောင်းပါတယ်ဒါပေမဲ့ဟိုရှင်းနိုင်မယ်ဆိုရင်တော့ဒီကိုအရင်လာပြီးတော့မှ experience ယူပြီးတော့သွားစေချင်ပါတယ်ကျွန်တော်ကတော့လက်ရှိပေါ့နော် Harry အလုပ်လုပ်နေရလို့လည်းသိထားရတယ်ပေါ့နော်ဆိုတော့ Harry အလုပ်လုပ်နေတဲ့အဲ experience လေးရပြီးရအလုပ်မှာဘာခက်ခဲတွေရှိလဲအဲဆိုတာလေးကိုအမအကိုတစ်ချက် sharing လုပ်ပေးပါဦးဟုတ်အလုပ်ကတော့ America America မှာပေါ့နော် international student ကတော့အလုပ်ကတရားဝင်လုပ်လို့မရဘူး ဒါဒါပေမဲ့ on campus လို့တည်ကြတော့ကြားတယ်။ဒါပေမဲ့အကြောင်းကနေလိုမျိုးဒီဘက်မှာ social security number ဆိုတဲ့ဟာလိုမျိုးကြားဂျူပြီးတော့ဗောနော်အကြောင်းကပေးရတာနဲ့ဂျူပြီးတော့ on campus လို့ရတယ်။ဒါပေမဲ့ဒီဘက်မှာ920က limit နေတယ်။920က limit ပေးထားတယ်။အဲ့ထက်ပိုလို့လို့ပြအောင်အကြောင်းပါလေ။ဒါပေမဲ့ off campus ဆိုရင်တော့မရအောင်တော့ကတည်ဝင်မဟုတ်ဘူး။အဲ့တော့ဘယ်လိုနည်းရရှိလဲဆိုရင်ဥမာအခုလက်ရှိနိုင်ငံရေးရှင်တွေကအာ ဟိုပေါ့နိုင်ငံရေးခေါလုံဝင်တောင်းတာဖြစ်ဖြစ် temporary stay နဲ့နေရမျိုးဖြစ်ဖြစ်အဲ့နည်းနဲ့အာကျွန်တော်တို့ဒီဘက်ကဒီ US ရဲ့ social number social security number ကိုအာရရပေါ့နော်ရပြီးတော့အဲ့ကနေတရားဝင်လုံးလုံးကြရတယ်။ကျွန်တော်ရဲ့အထက်ကတယောက်ဖြစ်ပါတယ်ပေါ့။ကျွန်တော် experience ဆိုရင်တော့အဲ့အာကျွန်တော်ကတော့အဲ့လို patch ရှာတယ်ပေါ့နော်အဲ့လို patch ရှာတဲ့ခါမှာတန်ကောင်းစွာပဲပေါ့ပထမဆုံးအနေနဲ့သွားပြီးတော့ splash ရတဲ့ဆိုင်ရပဲကျွန်တော်ခံလိုက်တယ်။ဒါအဲ့တော့ဟို cash job ပေါ့ အကျဲနေတယ်ပေး break ကဒါပေမဲ့ work environment ကအဆင်ပြေတယ်ကိုယ်ဟာကရအဆင်ပြေတော့အကြာကြီးတော့ဖြစ်ခဲ့တယ်ဟောကျွန်တော်တရားဝင်လို့တော့လည်းအမှခဏလောက်ဆက်ပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်ဟိုညာတော့အဲ့ဒီတက်ပေးနေတာတော့ဒီမလာခင်သက်သွေးရှိအောင်လုပ်ပါဘောနော်သက်သွေးရနေစင်အလုပ်ရအောင်လုပ်ပါအဲ့ဒါတော့အကောင်းဆုံးပါဟုတ်ကဲ့ပါအဲ့ဒါဆိုရင်မိကုန်းတွေကိုလည်းအများကြီးဖြည့်ပေးပြီးသားပဲเนาะဆိုတော့နောက်ဆုံးအနေနဲ့ Harry Potter ကဖြည့်ဆွအကြံပြုချင်တာလေးတွေပြောပြပါဦး ကျောင်းနေနေပဲဖြစ်ဖြစ်ဒီအလုံးနဲ့လာမဲ့လူတွေကျောင်းနဲ့လာမဲ့လူတွေအဲ့ဒီနှစ်ခုစလုံး Harry လိုပဲနှစ်ခုစလုံးနဲ့လာမဲ့လူတွေအတွက်ကော Harry ဘက်ကခွန်အားဖြစ်စေမဲ့စကားလေးပြောပြပါအောင်နော်။ဘာအနေနဲ့ဆိုရင်ခွန်အားအနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်ဟာပေါ့ဒီနိုင်ငံကိုဟိုမှာဗျာအများကြီးกว่าနေတဲ့နိုင်ငံတစ်ခုကလုံးဝဟိုအများကြီးกว่าနေရမို့လို့ဒီနိုင်ငံကိုရောက်လာဒီနိုင်ငံကိုအမေရိကကိုလာရတော့မယ်ဆိုတဲ့စိတ်အနေနဲ့စိတ်ကိုပဲခွန်အားလို့မှတ်ပြီးတော့လာခဲ့ဖို့အကြံပြုချင်ပါတယ်ဒီနိုင်ငံမှာ ရောက်လို့ရတယ်အများကြီးရှိတာမဟုတ်လို့အများကြီးတိုးတက်တဲ့နိုင်ငံမဟုတ်လို့လားဟိုပေါ့တိုးစားပြီးလာခဲ့ပါအဲအဲ့ဒီဟာပဲအများကြီးထောက်ကူဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုး smart app season မှာပါဝင်အားဖြည့်ပေးတဲ့အတွက်သိပ္ပံနီးပညာနဲ့ပညာရေးသတင်းအချက်အလက်တွေဗဟုသုတတွေကိုတပတ်ကြားတစ်ခါအသစ်ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ TVS Smart Net Knowledge Season မှာ ကျိုးရိုးတန်လိုက်ကနေကြည့်မယ်ဆိုရင်တော့ Smarter Season ကိုတနင်္လာအင်ကာဗုဒ္ဓဟူးနဲ့ကြာတာပြင်းနေတွေမှာထုတ်လွှင့်ပေးနေပါတယ်။ Knowledge Season ကိုတော့တောက်ကြစနေတနင်္ဂနွေနေ့တွေမှာကြည့်လို့ရမှာပါ။ online ကနေကြည့်မယ်ဆိုရင်တော့ TVB TV News ရဲ့ YouTube channel နဲ့ Facebook page တွေမှာပြန်လည်ပြီးတော့ကြည့်လို့ရပါတယ်။ဒီ season နဲ့ပတ်သက်ပြီးတော့ဝေဖန်ဆွေးနွေးအကြံပြုလို့ရအောင် Smarter TVB Facebook page ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်။ မြမပြည်သူပြည်သားတွေအားလုံးပညာပြည့်ဝနှလုံးလှနိုင်ကြပါစေလို့လဲဆုမကောင်းတောင်းပေးလိုက်ပါရယ်နောက်ထပ်စီဇန်တွေမှာပြန်လဲတွေ့ဆုံကြပါမယ်ကျမတော်ငုခတ်တာပါ